ဘင်္ဂလားဒေ့ရှ်မှာဝင်ကြီးချုပ်ဟောင်းဟာစီနာလက်ထက်ကအရာရှိတွေကိုအထူးတရားရုံးမှာစစ်ဆေးစီရင်မှုစတင်ပြုလုပ်တဲ့တွင်တောင်ကိုရီးယားနိုင်ငံရေးပါတီတွေကသမရရဲ့လုံပိုင်ခွင့်အာဏာကိုထိန်းချုပ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့တောင်းဆိုတဲ့တွင်အဆရှိတဲ့တွင်နေပါဝင်ပါတယ်သုံးလပတ်အတွင်းထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုတွေကိုဝယ်ယူမှုမှာမြန်မာနိုင်ငံသားတွေဒုတိယနေရာမှာရပ်တည်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ပထမ3လပတ်အတွင်းထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုတွေကိုဝယ်ယူမှုမှာမြန်မာနိုင်ငံသားတွေဒုတိယနေရာမှာရပ်တည်နေတယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။အင်ချမ်းမြေသတင်းချက်လက်စင်တာ RIC ရဲ့ချက်လက်တွေအရအခုနှစ်ပထမ3လပတ်မှာကွန်ဒိုအယောင်းဝယ်ရေးအနေငယ်နှေးကွေးခဲ့ပေမဲ့တရုတ်ဝယ်လက်တွေကဥဆောင်နေစေဖြစ်ကြောင်း၎င်းတို့ရဲ့နောက်မှာမြန်မာနိုင်ငံသားတွေကဒုတိယနေရာမှာရပ်တည်ပြီးတတိယနေရာမှာတော့ရုရှားနိုင်ငံသားတွေဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုတွေနဲ့ဝယ်ယူသူတွေရဲ့တည်ထောင်မှုတွေကြောင့်ပြည်ရင်းနဲ့ပြည်ပဝယ်လိုအားတွေအရပထမ3လပတ်မှာနိုင်ငံခြားကွန်ဒိုအခန်း3939ခန်းကို လွှဲပြောင်းဝယ်ယူမှုရှိခဲ့ပြီးစုစုပေါင်းဘတ် 16.39ဘီလီယံရှိတယ်လို့ RIC ကဖော်ပြပါတယ်။ဒီအချက်အလက်တွေအရထိုင်းနိုင်ငံရဲ့အင်ချမ်းမြေစျေးကွက်မှာနိုင်ငံခြားပိုင်ဆိုင်မှုစုစုပေါင်းရဲ့29.300ခိုင်နှုန်းနဲ့တည်ငြိမ်နေပြီးယမန်နဲ့အလားတူကာလာနဲ့နှိုင်းရှင်မာကအနည်းငယ်ရော့ကျသွားတယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေရဲ့ကွန်ဒိုဝယ်ယူမှုအပြောင်းအရွှေ့အရေးအတွက်ဟာစနစ်ရာခိုင်နှုန်းတိုးလာပြီးဒုတိယနေရာမှာရှိနေကြောင်းဒီလိုတိုးလာတာဟာဘန်ကောက်မြို့ရဲ့ဈေးဝယ်ရေးတိုးတက်မှုနဲ့ မြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံသူတွေရဲ့အင်ယာဝယ်လိုအားကြောင့်ဖြစ်ကြောင်းသတင်းမှဆက်လက်ဖော်ပြထားပါတယ်။ရခိုင်နှင့်ပထမ၃လပတ်အတွင်းထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုတွေကိုဝယ်ယူမှုမှာ၂၀23ခုနှစ်တနှစ်လုံးဝယ်ယူမှုကိုကျွလွန်ခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ပိုင်းကဘန်ကောက်ပို့စ်မှာသတင်းဖော်ပြခဲ့ပါတယ်။2022ခုနှစ်မှာထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်ယူမှုမှာတရုတ်၊ရုရှား၊အမေရိကန်၊ဗြိတိန်၊ပြင်သစ်နိုင်ငံသားတွေရှိပြီး၎င်းတို့ရဲ့နောက်မှာမြန်မာနိုင်ငံသားတွေကနံပါတ်6နေရာမှာရပ်တည်ခဲ့ပေမဲ့လွှဲပြောင်းပေးတဲ့ကွန်ဒိုတန်ဖိုးအရာ ြန်မာနိုင်ငံသားတွေဟာတရုတ်နဲ့ရုရှားဝင်လက်တွေရဲ့နောက်မှာတတိယနေရာမှာရှိနေခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုတရရိပ်မြင့်တက်လာခဲ့ပြီး2024ခုနှစ်ပထမနှစ်ဝက်မှာတော့ရုရှားနိုင်ငံသားတွေကိုကြော်တက်ခဲ့ပြီးတရုတ်နိုင်ငံသားတွေနောက်ကိုမြန်မာနိုင်ငံသားတွေရောက်ရှိလာရာနှစ်အတော်ကြာဒုတိယနေရာမှာရှိခဲ့တဲ့ရုရှားနိုင်ငံသားတွေကိုကြော်တက်သွားခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။ဆက်လက်ပြီး မိုးတုံမြို့မှာရှိတဲ့အစင်းဆယ်အတွင်းလူငယ်တအူးရေစင်းကုရကနေရင်းနှစ်သေးဆုံးမှုဖြစ်ပွားခဲ့တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မိုးတုံမြို့မှာရှိတဲ့အစင်းဆယ်အတွင်းလူငယ်တအူးရေစင်းကုရကနေရင်းနှစ်သေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံကသိရပါဗျ။နေ့သေးဆုံးခဲ့သူဟာမော်လမြိုင်မြို့ရွှေနဲ့တောင်ရက်နေအသက်၁၈နှစ်အရွယ်ယောက်ျားလေးတအူးဖြစ်ကြောင်း ်မေ25ရက်မော်လမြိုင်ကတငယ်ချင်းတွေနဲ့အတူရေကူးနေစဉ်ရင်းနစ်ပျောက်ဆုံးခဲ့တယ်လို့သိရကြောင်းမော်လမြိုင်မြို့ကလူမှုကွန်ရက်ကဲဆေးရေးအသင်းတောင်ရင်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးရင်းနစ်ပျောက်ဆုံးနေတဲ့လူငယ်ရဲ့ရုပ်အလောင်းကိုမေ26ရက်မနက်ပိုင်းမှာမော်လမြိုင်မြို့ကလူမှုကွန်ရက်ကဲဆေးရေးအဖွဲ့တွေရော မုတုံမျိုးကလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ရင်းအဖြစ်မော်လမြိုင်မျိုးကရင်ငုတ်ကျွမ်းကျင်သူတွေကိုလည်းခေါ်ဆောင်လာပြီးရှောက်ဖွေမှုတွေလှုပ်ဆောင်ခဲ့တဲ့အခါမှာရုံလောင်းကိုပြန်လည်ရှောက်ဖွေတွေ့ရှိခဲ့ပါတယ်လို့ပြောပါရယ်။ရင်းနှစ်တည်ဆုံခဲ့သူရဲ့ရုံလောင်းကိုတပ်ဆိုင်ရာကစစ်ဆေးမှုတွေလှုပ်ဆောင်နိုင်ဖို့မုတုံမျိုးနဲ့ပြည်သူ့စင်ယုံကိုလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ကပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။လေရုမငိန်တက်မှုတွေမုတုံလေးအားအလွန်ကောင်းနေတာနဲ့အပူပြန်တက်တိမ်တွေဖြစ်ထုံးမှုအားကောင်းတာတွေကြောင့် ဇွန်၂ရက်အထိတိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်မိုးကြီးနိုင်နေဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနေတာကြောင့်၎င်းမိုးတုံလီအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအပူပြတဲ့တိမ်တွေဖြစ်ထုံးမှုအားကောင်းတာကြောင့်၎င်းဇွန်၂ရက်နေ့အထိတိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာပြီးတချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်နေလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်မေလ26ရက်နေ့ညနေပိုင်းကနေစွန်2ရက်အထိနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာ လျှက်စည်းလက်တာမိုးသီးကြွေတာလျှက်တစ်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနေမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်တွေအနေမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်းနဲ့လေချောင်းပြန်သန်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်ဘင်္ဂလားဒေ့ရှ်မှာ ဝင်ကြီးချုပ်ဟောင်းဟာစင်နာလက်ထက်ကအရာရှိတွေကိုအထူးတရားရုံးမှာစစ်ဆေးစီရင်မှု စတင်ပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘီလာဒက်ရှ်နိုင်ငံမှာဖြုတ်ချခံခဲ့ရတဲ့ဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစင်နာအစိုးရအဖွဲ့နဲ့ဆက်နွယ်မှုရှိခဲ့တဲ့ထိပ်သီးအရာရှိဟောင်းတွေကိုမေလ25ရက်ကအထူးတရားရုံးမှာပထမဆုံးအကြိမ်စစ်ဆေးစီရင်မှု ပြုလုပ်ခဲ့တယ်လို့အစိုးရရှေ့နေချုပ်ကပြောပါတယ်။ ဆန္ဒပြသူတွေရဲ့ဝင်ကြီးချုပ်နေရင်ကိုဝင်ရောက်ဆင်းတဲ့ချိန်မှာဟာစီနာနိုင်ငံအတွင်းကထွက်ပြေးခဲ့တဲ့ပြီးခဲ့တဲ့နှစ်ဩဂုတ်9ရက်ကဆန္ဒပြသူ6ဦးသေဆုံးမှုနဲ့ဆက်နွယ်ပြီးရဲရရှိရှေးဦးကိုတရားစွဲဆိုထားတဲ့ဆွဲချက်ကိုဒါကာမြို့မှာရှိတဲ့တရားရုံးကလက်ခံခဲ့ပါတယ်။ပြည်မျိုးသားရှေးဦးဟာလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ခံထားရပါတယ်။တရားစွဲဆိုခံထားရသူတွေအနက်၄ဦးဟာအချုပ်ချခံထားရပြီး၄ဦးကို မျက်ကွယ်စစ်ဆေးစီရင်မှုပြုလုပ်ခဲ့ပါတယ်။တရားဝင်စစ်ဆေးစီရင်မှုစတင်ပါပြီ။ စွန့်စွဲထားတဲ့ရာဇဝတ်မှုတွေကိုတက်တည်ပြနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်ရင်းနိုင်ငံတကာရာဇဝတ်မှုခုံရုံး ICT ရဲ့အစိုးရရှိနေချုပ်တာဂျူအစ္စလမ်ကပြောပါရယ်အခုစစ်ဆေးစီရင်မှုဟာပြီးခဲ့တဲ့နှစ်ကဟာစီနာရဲ့15နှစ်ကြာအုပ်ချုပ်မှုကိုအဆုံးသတ်စေခဲ့တဲ့ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေအတွင်လူအများအပြားတပ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ပထမဆုံးအကြိမ်တရားဝင်စစ်ဆေးစီရင်မှုဖြစ်ပါတယ် 2024ခုနှစ်ဇွန်လကနေဩဂုတ်လကြားဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေအတွင်းဟာစီနာရဲ့အဆိုအရဟာအင်အားသုံးဖြိုခွင်းခဲ့တဲ့အတွက်လူ1400ခန့်သေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။ထပ်မံမီတောင်ကိုရီးယားနိုင်ငံရေးပါတီတွေကသမရရဲ့လုံပိုင်권အာဏာကိုထိန်းညှိဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့တောင်းဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။တောင်ကိုရီးယားနိုင်ငံရေးပါတီတွေကသမရရဲ့လုံပိုင်권အာဏာကိုထိန်းညှိဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့တောင်းဆိုနေကြပြီးနိုင်ငံရေးအကြက်အတဲကိုပုံမှုရှုပ်ထွေးစေခဲ့ပါတယ်ဇွန်3ရက်မှာပြုလုပ်မဲ့တမရရွေးကောက်ပွဲမတိုင်မီဒီအကြောင်းအရာဟာအခြေအတင်ဆွေးနွေးနေရတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲဟာတမရဟောင်းယွန်းစော့ယိုရာရုကနေဖေရှားခံခဲ့ရပြီးတဲ့နောက်၎င်းရဲ့နေရာကိုစက်ခံမဲ့သူကိုရွေးချယ်ရတဲ့ဂျားဖြတ်ရွေးကောက်ပွဲဖြစ်ပါတယ်။64နှစ်အရွယ်ယွန်းဟာတဇမ3ရက်ကအရက်ဘတ်အုပ်ချုပ်ရေးကိုဆိုင်းငံ့ခဲ့ပြီးတဲ့နောက်ဆေးအုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့တာပါ။ နိုင်ပိုင်းကြမှာလွှတ်တော်ကရုံးရဲ့အစိုးချုပ်ရင်အမိတ်ညညာချက်ကိုမဲခွဲပြီးပယ်ချခဲ့ပြီးတဲ့နောက်မကြမီအချိန်အတွင်းမှာပဲရုံးကအစိုးချုပ်ရင်အမိတ်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အဲ့နောက်လွှတ်တော်ကရုံးကိုဆွဆွဲပစ်တင်ခဲ့ပြီးသမရတော်ဝင်တွေကိုဆိုင်းငံ့ခဲ့တာဖြစ်ပြီးဒီဖြစ်ရပ်တွေဟာတောင်ကိုရီးယားနိုင်ငံကိုနိုင်ငံရေးအကြက်အတဲကိုကြားရောက်သွားစေခဲ့ပါတယ်။အဲ့နောက်ဧပြီလ၄ရက်မှာအခြေခံဥပဒေဆိုင်ရာတရားရုံးကရုံးကိုယာရုကနေဖယ်ရှားခဲ့ပါတယ်။ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲမှုအတွက်အောင်မြင်နိုင်ခြင်းဟာအရန်မြင့်မားပါတယ်လို့ကွန်ဟီးတက္ကသိုလ်ရဲ့ပြည်သူ့အုပ်ချုပ်ရေးအင်စတီကျူကပေါမောက်ခတူဖြစ်တဲ့ခြားချင်းဝန်ကပြောပါတယ်။တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုနောက်ဆုံးအကြိမ်ပြင်ဆင်မှုဟာ1988ခုနှစ်ကဖြစ်ပြီးအဲဒီအချိန်ကသမရကိုတိုက်ရိုက်ရွေးကောက်တဲ့ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးမှုသမရတပ်တန်းကို9နှစ်နဲ့တစ်ကြိမ်သာထမ်းဆောင်ခွင့်ပြုဖို့ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့နှစ်ပေါင်းများစွာအခြေတင်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့အကောင့်ထည့်ပေါ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။မေလ28ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုထိုက်ရိုက်ထုတ်လင့်တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူဝဲတင်ရှင်